မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။အခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုဆက်လက်အစီအကံတင်ဆက်ပေးပါမယ်ရှင်။အခုတင်ဆက်ပေးမယ့်သတင်းကတော့ပြည်ပရောက်ចောင်းသားများနဲ့လူငယ်များစစ်မှုထရန်ပြန်မလာသေးပါကလူငယ်တအုပ်လင်ငွေချက်350ပေးရမည်ဟုလှိုင်းသားရဲ့ FMI CD အုပ်ချုပ်ရေးမှူးကတောင်းခံနေဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ရန်ကုန်မြို့လှိုင်းတရာမြို့နယ်အမှန်လေးရက်ကွက် FMI City အုပ်ချုပ်ရေးမှူးအောင်ကျော်မိုးကပြည်ပရင်ကြောင်းတက်အလုပ်လုပ်ကိုင်းနေသောလူငယ်များကိုစစ်မှုထမ်းရန်မဖြစ်မနေပြန်လာရမည်ဟုချင်းချောက်၍ငွေကျပ်သိန်း50တောင်းခံနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် ဧပြီလပိုင်းမှစတင်၍စစ်မှုရန်အပတ်စဉ်စနေတဲ့လိုင်းသာယာမြို့နယ်အမှတ်လေးရက်ကွက် FMI City အုပ်ချုပ်ရေးမှူးအောင်ကျော်မိုးကရက်ကွက်နေလူငယ်များမိဘများကိုတအူးချင်းဆင့်ခေါ်၍စစ်မှုရန်အပတ်စဉ်စနေတဲ့ငွေညစ်တောင်းခံခြင်းဖြစ်ကြောင်းသိရသည်။ အောက်ချုပ်ရေးမအောင်ကြုံမို့သည့်ရွက်ွက်နေပြည်သူများ၏သားသမီးများကိုစစ်မှုမဖြစ်မနေထမ်းဆောင်ရပါမည်ဟုချိန်ချောက်၍နိုင်ငံသားရင်းကြောင်းတက်နေသည့်အလုံးလုံးနေသောသားသမီးများ၏ကြောင်းအမည်ကုမ္ပဏီအမည်နှင့်နေရင်းလိမ့်စာများကိုပါအတင်းကျပ်တောင်းယူကမဖြစ်မနေပြန်လာရမည်ဟု၍အတင်းချိန်ချောက်ကလူကိုယ်တိုင်းမလာနိုင်ပါကငွေကျပ်330မှ350အထိတောင်းယူနေပြီးစာရင်းဖြင့်ထဲကလမ်းအလှဟု၍ခေါင်းစဉ်တက်ကနှစ်ပတ်အတွင်းပေးသွင်းရမည်ဟုတောင်းခံနေခြင်းဖြစ်ကြောင်းသိရှိရသည် ထို့ပြင်အုတ်ချုပ်ရည်မှုအောင်ကျော်မှုသည်၎င်း၏သမီးဖြစ်သူကိုပါရက်ွက်အုတ်ချုပ်ရည်ဖွဲ့ရင်ဆက်ရည်အဖြစ်ခံနာပြီးမိသားစုစည်းဝါးသဖွယ်လုပ်ကိုင်းနေခြင်းဖြစ်ကြောင်းသိရသည်လိုင်းတရအမှတ်လေးရက်ွက် FMI အုတ်ချုပ်ရည်မှုအောင်ကျော်မှုကပြည်သူလူထုအပေါ်အနိုင်ကျင့်မှုများပြီးအခုကစစ်မှုထမ်းပတ်စင်စနစ်အတွက်ဆိုပြီးရက်ွက်တရအိမ်နိုင်စေကိုရုံးခေါ်ချင်းချောက်နေတာသူတို့တောင်းတဲ့ပတ်စံမပေးရင်ပြည်ပကနေပြန်လာပြီးစစ်မှုထမ်းရမယ်လို့ပြောပါတယ်ဟုဒေသပြည်သူတို့ကပြောဆိုသည် အကြမ်းဖက်ဆက်ကောင်စီကယခုဧပြီလအတွင်းဖွင့်လှစ်မည့်စစ်မှုရေးအပတ်စဉ်စနစ်အတွက်နိုင်ငံတော်တွင်ပေါ်တာဆွဲဖမ်းဆီးမှုများအတင်းကျပ်ဆင့်ကော်မှုများကိုလှုံ့ဆော်နေကြောင်းစုံစမ်းသိရှိရသည်ဆလတ်တင်ဆက်ပေးမယ့်တွင်ကတော့သွေးစွန်းအကြီးတန်ခဲ့ရတဲ့ပဲခူးမြို့ရဲ့အာယုံဦးဆိုတဲ့တွင်ပဲဖြစ်ပါရဲ့ရှင် ဆန္ဒပြတဲ့သူ80ကျော်တိစုံမှုဖြစ်ပွားခဲ့တဲ့လွန်ခဲ့တဲ့၄နှစ်2021ခုနှစ်ဧပြီလ9ရက်ကိုပဲခူးမြို့ကသူတွေမေးနိုင်ကြအောင်မဲမထင်ပါဘူး။ဆင်အာနာတိမ်မှုကိုစန့်ကျင်တဲ့လက်နက်မဲ့အရဲသားပြည်သူတွေကိုစစ်ကောင်စီလက်ပါစီတပ်ကပဲခူးမြို့ကလမ်းပေါ်မှာရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တာအခုဆို၄နှစ်တင်းတင်းပြေသွားပါပြီ။ ဧပြီလ9ရက်တရက်ထဲမှာရင်ဆန္ဒပြပြည်သူ86ဦးကိုမြန်မာစစ်တပ်ကရဲရဲဆက်ဆက်ပစ်တက်ခဲ့မှုဟာနိုင်ငံတကာကအလေးထားအယုံဆိုင်ခဲ့ရတဲ့ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ကောင်စီတပ်ရဲ့အကြမ်းဖက်လှုပ်ဆောင်မှုတွေကိုစနစ်တကျအသေးစိတ်အမှတ်တမ်းပြုစုထားခဲ့တာတွေရှိပါတယ်။အဲဒီဖြစ်စဉ်ကိုကိုရင်ကြုံခဲ့ရတဲ့ဘကုမျိုးအရှိချမ်းမှနေထိုင်တဲ့ကိုမင်းမင်းအတွက်ကမနေ့တနေ့ကကြုံခဲ့ရတယ်လို့မျိုးအခုအချိန်ထိစိတ်ထဲမှာချောက်လန့်နေသေးပါ။ရဲရဲဆက်ဆက်ပစ်ခတ်မှုတွေကြားအသက် က်လို့ပြင်းတန်းရရတဲ့သူတွေတိတ်ဆုံသွားတာတွေကိုသူကိုယ်တိုင်မျက်မြင်ကြုံခဲ့ရပါတယ်။ မနက်၄နာရီခွဲလောက်မှစစ်တပ်ကစာဝင်တာ၅နာရီခွဲလောက်ရောက်တော့မက်ဒိတ်ခန်တက်တိုင်းအင်းတွေကာရန်ထားတဲ့နေရာကပောက်သွားတယ် RPG နဲ့ပြစ်တယ်ပြီးတော့ခန်တက်ပောက်သွားတဲ့မက်ဒိတ်ကနေသူတို့ဝင်လာတယ်ဆန်တော်တွင်းလန်တွေကနေဝင်နေနောက်တစ်ခုကပုံနှစုဘက်ကနေဝင်နေသူတို့ဝင်လာတဲ့အချိန်မှာတွေ့ရမြင်ရကိုအကုန်ပြတ်သားလို့2021ခုနှစ်ဧပြီလ9ရက်နေ့မှာသူကြုံခဲ့ရတဲ့ထိတ်လန့်စရာကောင်းတဲ့ပုဂိုလ်မျိုးကအဖြစ်ပြက်ကိုကိုမင်းမင်းကပြန်ရှင်းပြပါဗျာ ။ပုဂိုလ်မျိုးမှာဆန္ဒပြတဲ့သူတွေကိုစစ်ကောင်စီတပ်တွေကဖေဖော်ဝါရီလကုန်နဲ့မတ်လကလေးကအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်မှုတွေဖမ်းဆီးမှုတွေလုပ်ဆောင်လာတာကြောင့်ဆန္ဒပြလူငယ်တွေဟာကိုကိုကိုခုခံကာဝယ်ဖို့အတွက်လေတနက်နဲ့မိုလိုတော့တွေကိုကင်ဆောင်ထားကြပါတယ်။ဒါပေမဲ့တကယ်တမ်းစစ်ကောင်စီကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်ဝင်လာချိန်မှာတော့ခုခံကာဝယ်ရင် အသက်လူပြေးခဲ့ရပါတယ်။ သူတို့စပစ်တဲ့အချိန်မှာရရလက်နက်လေးတွေဆွဲပြီးခုခံနိုင်လောက်ခုခံမယ်ဆိုပြီးကျွန်တော်တို့ထွက်ခဲ့ကြတယ်။သူတို့ဘက်ကဘလောက်အထိတောင်ပြစ်လဲဆိုရင်တနက်ကြီးတွေအနားကဖြတ်သွားတဲ့အတန်ကိုပါကြားနေရတယ်။လက်နက်ကြီးစပစ်တာက9နိုင်ခွဲလောက်မှစပစ်တာ။ Magnetic Counter ပြတော့ကျွန်တော်ကဥဒ္ဒသေးရရက်ွက်9လမ်းထဲမှာ Magnetic Counter ပောက်သွားတော့ပြေးလာတဲ့တငယ်ချင်းကကျွန်တော်ကိုလွတ်အောင်ပြေးလို့ပြောတယ်။သူ့အဖေနဲ့အကိုလည်းပါသွားပြီလို့ပြောတော့အားလုံးပြေးရတယ်။ အင်ရလ9ရက်နေ့မနက်အာယုံဟွန်ကစစ်တပ်ရဲ့အစံဖက်ပြစ်ခတ်မှုတွေကြောင့်အကြီးတန်မှုတွေနဲ့စတင်ခဲ့ရပါတယ်။ရာနေချီတဲ့စစ်ကောင်စီတပ်သားတွေနဲ့စစ်ကားအစီးရေ30ဝန်းကျင်ဟာပဲခူးမြို့အရှိချမ်းဆန္ဒပြနေတဲ့နေရာတွေကိုပိတ်ဆို့ပြီးရရက်ဆက်ဆက်ပြစ်ခတ်ခဲ့ပါတယ်။ပဲခူးအရှိချမ်းအင်းဝင်းဥတ္တာတေပုံနှဆုရှင်စောဖို့မှော်ကန်ဘတ်တွေမှာအင်ရလ9ရက်ရဲ့နနက်ခင်းဟာထိုင်းလန်တုံလုံးပွဲနေ့ရက်တစ်ခုနဲ့ဂျုံခဲ့ရပါတယ်။ ဧပြီလ9ရက်နေ့ဖြစ်ရာတရက်တဲလူရကနန်နေပါတေဆုံးခဲ့ပြီမြို့ပေါ်မှာစစ်ပွဲတစ်ခုပုံစံစစ်ရေးပုံဖော်ပြီးဖြူဟာကြကြထိုးစစ်ဆင်ခဲ့တဲ့စစ်ကောင်စီရဲ့လှုပ်ရက်နဲ့ပတ်သက်ပြီးအမေရိကန်သတင်းဌာန Washington Post ကလည်းဒီဖြစ်ရပ်ကိုအသေးစိတ်တရုတ်ခွဲဆန်းစစ်ခဲ့ပြီးနောက်ဘကုမြို့ဖြစ်ရာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုလိုတောင်တုံ့နှောင်းခဲ့ပါတယ် ဧပြီလ9ရက်နေ့မနက်ပိုင်း၄နာရီခွဲဝန်းကျင်မှာပြစ်ခတ်မှုစတင်ခဲ့ပြီး9နာရီဝန်းကျင်မှာစစ်ကောင်စီကဆန္ဒပြနေရာတွေကိုရှင်းလင်းခဲ့ပါတယ်။ရက်ကွက်အတွင်းလမ်းကြားတွေထဲအထိပါဝင်လာတာကြောင့်ပြစ်ခတ်မှုစတင်ပြီးနိုင်ပိုင်းအတွင်းမှာစစ်ပွဲပုံစံပြူဟာကြကြဖော်ဆောင်ခဲ့တဲ့ပုံစံမျိုးကိုမြင်တွေ့ခဲ့ရပြီးစစ်ပွဲလေတဲတဲကိုရောက်သွားတယ်လို့မျိုးကြုံခဲ့ရတယ်လို့ကိုမင်းမင်းကပြောပါတယ်။ ပြစ်ခတ်မှုအတွင်းတည်ဆုံသူတွေကိုစစ်ကောင်စီကသူတို့ကိုယ်တိုင်တည်ယူတာမျိုးမရှိဘဲအနေဝန်ချင်းအိမ်တွေထဲမှာရှိတဲ့ပြည်သူတွေကိုလက်နက်နဲ့ချိန်ချောက်ခေါ်ဆောင်ကတည်ဆုံအလောင်းတွေကိုမြေတဲကားပေါ်တင်ခိုင်းတာနီးစင်ရဖုန်ကြီးချောင်းဝန်အတွင်းမှာစုပုံခိုင်းတာမျိုးတွေလုပ်ခိုင်းတာတွေလည်းရှိတယ်လို့ဆိုပါတယ်။ သူတို့ပြစ်ခတ်မှုမှာတေးတဲ့သူတွေလည်းရှိတယ်။တနတ်ပြစ်ခံရလို့မသေးပဲတန်ရာရနေတဲ့သူတွေလည်းရှိတယ်။ခြေောက်တို့လက်တို့ထိထားတဲ့သူတွေကိုတေးတဲ့သူတွေနဲ့ရောပြီးပုံထားတာမျိုးတွေ။အဲဒါကြောင့်လည်းအယောက်80ကျော်သွားတာ။ပြီးတော့သူတို့ကတေးတဲ့သူရောမသေးတဲ့သူတွေရောအကုန်ရောပြီးဖုန်းကားပေါ်တင်ခိုင်းတာလို့ကိုမင်းမင်းကဧပြီလ9ရက်သူ့ဖြတ်တန်းကြုံတွေ့ခဲ့ရတဲ့အခြေအနေကိုပြောပြပါရစေ။ စစ်တပ်အာဏာသိမ်းတာကိုလက်မခံပဲဆန္ဒပြပြည်သူတွေကိုပဲခူးမျိုးအခြေဆိုင်တမ89လက်အောက်ခံတရင်စစ်ကောင်စီတပ်သားတွေကတာမန်ရိုင်ဖယ်တပ်ပုံမအပြင်းနဲ့ရိုင်ဖယ်တနတ်တွေတုံးခဲ့တယ်လို့40မမပုံသေးတွေ RPG လက်နက်ကြီးတွေကိုလည်းအုံပြူခဲ့တာဖြစ်ပါတယ် ဆန္ဒပြပြည်သူတွေကိုစနေနေ့ကြပြင်မှတ်ထားပြီးတပ်ကွင်းထဲမှာမြင်းမြင်းရပြတ်တက်ခဲ့တာကြောင့်စစ်စင်ရင်ချိန်မှုပုံစံတိုင်းလှုံ့ဆော်သွားတာမျိုးဖြစ်တယ်လို့ Washington Post က How Myanmar's Military Terrorize is People with Weapons of War ဆောင်းပါးမှာဖော်ပြခဲ့ပါတယ်။ 2021ခုနှစ်ဧပြီလ9ရက်မှာသိဆုံးခဲ့တဲ့မနက်အာယုံဟာတလောက်တိဖြစ်ရဆိုးလိမ့်မယ်လို့ကိုမင်းမင်းတို့လူငယ်တွေမထင်ထားခဲ့ကြပါဘူး။တာမန်အားဖြင့်ဆန္ဒပြဝဲအထီးကယုံနေနေလှုပ်ဆောင်မှုလောက်သာရှိလိမ့်မယ်လို့တွေးထင်ထားခဲ့ကြတာပါ။ဒါပေမဲ့ကာယန်တာတဲ့တဲ့အိတ်တွေကိုစစ်တပ်က RPG လက်နက်ကြီးတွေနဲ့ပစ်တဲ့အချိန်မှာတဲ့အိတ်နာမှာရှိတဲ့လူငယ်တွေအကုန်လင်းထွက်ထိခိုက်ဒဏ်ရာရသိဆုံးခဲ့ကြရပါတယ်။ ဆန္ဒပြဝယ်လှုပ်ဆောင်နေတဲ့ကာလတရှောင်ကိုမင်းမင်းနဲ့လူငယ်ချို့ဟာစေဘတ်ဆိုင်ရာအကူအညီတွေပေးဖို့တောင်းယူခဲ့ကြပါတယ်။ဧပြီလ9ရက်မနက်ပိုင်းမှာတော့ထိခိုက်ဒဏ်ရာရသူတွေကိုကူညီနိုင်ဖို့ခတ်ခဲခဲ့ပြီးစီစံနေကြအသက်လို့ပြေခဲ့ရပါတယ်။ပြေလွှားရင် လူမရှိတဲ့အိမ်တိအိမ်မှာနှစ်ရက်ခန့်ကြာဝင်ရောက်ပုံခိုခဲ့ရပြီးအနီးနားအိမ်တွေရဲ့ကူညီပေးမှုနဲ့အသက်ရှင်ကျန်ရင်ခဲ့တာဖြစ်ပါတယ်။ ။အခြားလူငယ်တွေကတော့ဆိုင်းဒီရွာ၊မုတ်ကလရွာတွေဘက်ထိပြေးကြရပြီးအဲဒီနေရာတွေမှာပဲတရင်ပေးအချို့ကြောင့်ဖမ်းခံလိုက်ရတဲ့လူတွေအများကြီးလည်းရှိကြတယ်လို့သိကြရပါဗျ။ဧရလကိုရည်အနေနဲ့ပတ်သက်တော့ခန်းစားချက်တွေဟာဘကုမြို့နယ်ပြည်သူတွေရင်ထဲမှာအခုချိန်ထိမေးဖြောင်းမရနိုင်ကြသေးပဲဝန်ထမ်းစိတ်တွေမခံမရနိုင်တဲ့စိတ်တွေနဲ့ရှင်သန်နေရဆဲဖြစ်ပါတယ် ခန်းစားချက်တွေမခံမရနိုင်အောင်ဖြစ်ခဲ့ရတယ်။လုံးဝကိုမေးမရတဲ့နေ။ပဲခူးမျိုးအတွက်ဝမ်းနေပြီးစိတ်နာကြည့်ခဲ့ရတဲ့နေပဲ။လူအယောက်80ကျော်အသက်ခံခဲ့ရတယ်။40ကျော်အဖမ်းခံခဲ့ရတယ်။အာနာရှင်အုပ်ချုပ်တဲ့နိုင်ငံဘယ်နိုင်ငံမှကောင်းစားသွားတာမရှိဘူးဆိုတဲ့စကားလိုပဲ။အာနာသိန်းနဲ့မနဲ့၃နိုင်ကနေစပြီးတော့အခုချိန်ထိတစ်စက်မှကောင်းကျိုးပေးတာမရှိဘူးလို့ကိုမင်းမင်းကဧရန်လ9ရက်ခြေကွဲဝဲဖြစ်ရဆိုးကိုပြန်ပြောင်းတွေးရင်းသူ့ခန်းစားမှုကိုပြန်လည်ပြောပြခဲ့ပါတယ်။ 2021ခုနှစ်ဧပြီလ9ရက်နေ့ကဖြစ်ရတဲ့ပတ်သက်ပြီး Washington Post ကလည်းဓာတ်ပုံမှတ်တမ်းပေါင်း2000နဲ့ဗီဒီယိုမှတ်တမ်းရပါင်းများစွာကိုစုဆောင်းခဲ့ပြီးနောက်စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရတွေနဲ့စစ်စင်ရေးတွေကိုသုတေသနဆန်းစစ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်ဒီဖြစ်ရဟာသွေးပြဖွယ်ကောင်းတဲ့ဖြစ်ရတစ်ခုကိုကိုမင်းမင်းအနေနဲ့ကြုံတွေ့ခဲ့ရပြီးထိခိုက်ဒဏ်ရာရသူတွေကိုပါပြစ်တက်ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့အကြမ်းဖက်ရက်စက်တဲ့အလုပ်ရကိုသူ့စိတ်ထဲမှာဘယ်တော့မှမေ့ဖြောင်းနိုင်မယ်လို့မထင်ပါဘူး။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ရှင်းအန်ရဲ့ကင်းရှင်းရင်လို့ဆိုကဘေးတွဲဆိုင်ငယ်တွေကိုဖန်စီပြီးရဲကြီးပေးခိုင်းနေဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ မွန်ပြည်နယ်ပေါင်မြို့နယ်ရဲကကျေးရွာရင်းနဲ့မြို့ပေါ်မှာဧပြီလ9ရက်နေ့ကစာပေစစ်ကောင်စီကဗေဒွန်းဆိုင်ကလေးကိုရင်းအနယ်ကင်းရှင်းရလို့ဆိုကဖမ်းဆီးနေပြီးတပ်ဆိုင်ရာနယ်မြေရဲကြီးပေးမှသာမောင်းခွင့်ရှိတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေထံကသိရပါဗျ။ပေါင်မြို့နယ်မှာခီးသည့်တင်းနေတဲ့၃မိန်တပ်ဗေဒွန်းဆိုင်ကလေးကိုအတင်းအဓမ္မဖမ်းဆီးနေပြီးရင်းမတော်စားမှုတွေကြောင့်အခုလိုဖမ်းဆီးတာလို့ခေါင်းစဉ်တက်ပြီးဖမ်းနေပြီးရဲကြီးပေးမောင်းနေရတာလို့သိရပါဗျ။ ဖေးရဲတွေကိုဖန်တာပါ။ဒါနဲ့အလုတ်လုတ်စားခြင်းရင်သက်ဆိုင်ရာနယ်မြေပိုင်ရဲ့စကန်မှာလိုင်းကြီးပေးရမယ်။ခုနှစ်ရက်တစ်ပတ်ကိုတထောင်ပေးရမယ်။မပေးရင်ဖမ်းမယ်လို့ပြောတယ်လို့စိုက်တွဲမောင်သမားတို့ကမျိုးတော်ကိုပြောပါရယ်။ပေါင်မျိုးနယ်တွေကတပြေကုံအလက်ညောင်ကုံလေးနဲ့တမ်းမင်ချောင်းရွာတွေကတော့သက်ဆိုင်ရာနယ်မြေကန်စကန်တွေကိုလိုင်းကြီးတစ်ပွဲတစ်ပတ်တထောင်ပေးနေရပြီးသက်ဆိုင်ရာရဲစကန်ကိုလိုင်းကြီးမပေးရင်ဖမ်းဆီးတာတွေလုပ်တယ်လို့သိရပါရယ်။ ောင်မျိုးပေါ်မှာစကန်မှာ6စီ၊ဇင်းကြိုက်နေမြေစကန်မှာ9စီ၊မုတ်တမစကန်မှာ6စီအဲ့လိုတွေဖန်တာအခြေခံလုံသားတွေဒုက္ခအရန်ရောက်ရတယ်လို့နောက်ထပ်ဘေးရဲမောင်းတို့တို့ကမျိုးတော်ကိုပြောပါရယ် လက်ရှိဖန်ဆင်းခံနိုင်ရတဲ့ဘေးတွဲဆိုင်ငယ်တွေကိုတိန်စေကပြန်လွှတ်ပေးပြီးနောက်တစ်ခေါက်မီရင်ထောင်သုံးနဲ့ချမယ်လို့ချိန်ချောက်ပြောဆိုပြီးမှဘေးရဲမောင်းသူတွေကို ပြန်လွှတ်လိုက်တာလို့ဒေတာရင်းတရင်ရင်းမြစ်တွေထံကသိရပါဗျ။စစ်ကောင်စီရဲ့ ENN ရဲ့ကင်ရှင်းရဲ့ကော်မတီကအဆိုပါဘေးတွဲသုံးမိတ်တဲ့ဆိုင်ငယ်တွေကိုအရေးယူဖို့အတွက်2024နိုဝင်ဘာလကစပြီးကြေညာထားတယ်လို့သိရှိရပါတယ်ရှင်။ ဆက်လက်ပြီးလေးမျက်နာတွင်ရက်ကြီးအုပ်ချုပ်ရေးမှုနှင့်ယာယီမှုများကပြည်သူစစ်မှုရန်ကြောင်းပြပြီးစစ်ရှောင်းနေများကိုချင်းချောက်ငွေတောင်းဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ ARA တိုင်းလေးမျက်နာမျိုးနဲ့တောင်ပုတ်အုပ်စုရင်းစစ်ကောင်းစီခန့်ရက်ကြီးအုပ်ချုပ်ရင်းမှုနဲ့ရှိုင်းမှုများကပြည်သူစစ်မှုရန်ကိုအကြောင်းပြ၍ငွေများတောင်းယူနေကြောင်းဒေသခံများထံမှသိရသည်နေအိမ်တိန်လင်းအသက်16နှစ်မှအသက်35နှစ်အတွင်းတဦးရှိပါကငွေကျပ်၈000နှစ်ဦးရှိလင်ကျပ်ငွေ3000အထိပေးရကြောင်းဒေသခံများကဆိုသည် ပြည်သူ့စစ်မှုထမ်းစုဆောင်ရေးဆိုပြီးချင်းချောက်ပြီးပစံတွေအတင်းတောင်းနေတာပြီးတော့နေဘက်မှာကဆစ်ဆောင်နေကြရတာဒါကိုအတင်းငွေတောင်းနေတော့အတော်လေးဒုက္ခရောက်နေကြပါတယ်ဟုတောင်ပေါ်အုပ်စုရှိဒေသခံတို့က AR time ကိုပြောသည်လေမြနာမျိုးနဲ့တောင်ပေါ်အုပ်စုရင်းစစ်ကောင်းစီတန်းနဲ့အရခတမ်ရော A ပြည်သူ့ကော်ရီတမ်ရော PDF ဖူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအဆိုပါကျေးရွာများမှာဒေသခံအများစုသည်စစ်ပေးရှောင်နေကြရကြောင်းဒေသခံများထံမှသိရသည် ။ AR တိုင်းတွင်မြို့နယ်26မြို့နယ်ရှိပြီးစစ်ကောင်စီကရက်ကျစ်ရက်ွက်အုပ်ချုပ်ရေးမှုစိမ်းမှုယာယီမှုအများစုမှာယခုအချိန်ထိပြည်သူစစ်မှုရန်အကြောင်းပြရင်ငွေကြေးတောင်းယူမှုများပြုလုပ်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။